င်္ဂလာပါမြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကနေကြိုဆိုပါရစေမြစီမရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မနက်၈နာရီကနေ၈နာရီခွဲအထိ108 FM Facebook Page မြစီမ News in Bamis Facebook Page နဲ့မြစီမ108 FM Podcast Store မှာနားဆင်နိုင်ပါပြီ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မတ်လ12ရက်ပုံတုံနေ့မနက်ဖြန်မြစီမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်မနက်၈နာရီကနေစတင်ထုတ်လွှင့်နေပါပြီကျမကတော့ရွှင်ရွယ်ပါ ဒီနေ့မနက်နာအစင်ကြရမယ့်သတင်းတွေကတော့ OWIC ကပ်ပြန်ထုတ်ပေးမယ်လို့စစ်ကောင်စီကြေညာတဲ့သတင်းနဲ့အတူတဝဲအထူးစီးပွားရေးဆောင်ကိုရုရှားနဲ့ပူးပေါင်းအကောင့်ထဲပုံမှုအရဖတ်ဖွဲ့တွေကန့်ကွက်ကြတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်သတင်းတွေကိုနားဆင်ကြရပါမယ်။အဲနောက်မှာတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့သတင်းလွှာကဏ္ဍတို့ကိုလည်းဆက်လက်ထုတ်လွှင့်သွားမှာပါ။အပတ်စဉ်စီစဉ်ပတ်မှာတော့ K2 World တမ်းမာရေးစီစဉ်ကိုလည်းနားဆင်ကြရမှာဖြစ်ပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးမှာပါရှင်။ ောက်ဆုံးရပြည်ရင်းသတင်းတွေကိုနားဆင်ကြပါမယ်။တဝဲအထူးစီးပွားရေးဆောင်စီမံကိန်းကိုစစ်ကောင်စီကရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့စီစဉ်နေတဲ့အပေါ်မှာကန့်ကွက်ကြောင်းတနင်္လာရီအခြေစိုက်ရက်ဖက်အဖွဲ့တွေနဲ့နိုင်ငံရေးအင်အားစုစစ်တပ်ဖွဲ့ကမတ်လ၁၀ရက်နေ့မှာထုတ်ပြန်ပါတယ်။အာဏာသိမ်းကာလမှာအရက်သားတွေအပေါ်ဆရာဆွေးမှုတွေကျူးလွန်နေတဲ့စစ်ကောင်စီကဥဆောင်အကောင့်ထဲပေါ်မှာ စီမံကိန်းကြောင့်သဘာဝပတ်ဝန်းကျင်ထိခိုက်တာနဲ့နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့အခုကာလမှာအကောင့်ထည့်ဖို့ရင်လူ့ခွင့်ချိုးဖောက်မှုတွေပိုများလာမှာလို့ကြောင့်ကန့်ကွက်ရတာလို့ဆိုပါတယ်။ဒါကြောင့်စီမံကိန်းအကောင့်ထည့်ဖို့အတွက် Federal Democracy နီးကြဒေသခံတွေကိုယ်တိုင်တင်မြှောက်ထားတဲ့အစိုးရကသာဆုံးဖြတ်ပိုင်ခွင့်ရှိမယ်လို့အခုကန့်ကွက်လိုက်တဲ့အရက်ဖက်အဖွဲ့နဲ့နိုင်ငံရေးအင်အားစုတွေကပြောပါတယ်။ ဒီစီမံကိန်းမှာရင်းနှက်စိတ်ကံကြောင်မီသွေးတုံလျက်စစ်တောင်းအားပေးဆက်ယုံရင်းနှက်ချက်ဆက်ယုံစားတဲ့ဆက်ယုံများစွာနဲ့စမှုဆောင်စီမံကိန်းတွေရေကာတာထိုင်းမြန်မာနယ်စပ်ကိုဆက်သွဲထားတဲ့အဝေးပြေးကားလတ်နဲ့ရထားလဲစားတဲ့စီမံကိန်းတွေပါဝင်တဲ့လူထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒီစီမံကိန်းကိုအကောင့်ထဲပေါ်တဲ့ခေဆက်ဆက်အစိုးရတွေတုန်းကလည်းဒေသခံဌာနတိုင်းသားတွေနဲ့လူမျိုးစုတွေရဲ့အခွင့်အရေးချိုးဖောက်ခံရတာအာဓမ္မရွှေပြောင်းခံရတာနဲ့မျှတရောကြီးမရတာစားတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ကြရတယ်လို့ဆိုပါတယ် ။တဝဲတူးစီပွားရေးဆောင်ကိုဦးသိန်းစိန်အစိုးရလက်ထက်2012ခုနှစ်ကလည်းမြန်မာ၊ထိုင်း၊ဂျပန်တို့ပူးပေါင်းအကောင့်ထဲပေါ်ခဲ့ပေမဲ့မြေယာသိမ်းဆည်းမှုကိစ္စတွေပါဝင်ဒေသခံတွေရဲ့ကန့်ကွက်မှုတွေလည်းရှိတာကြောင့်စီမံကိန်းရပ်တန့်သွားခဲ့ရပါတယ်။တဝဲဒူးစီပွားရေးဆောင်မှာရုရှားနိုင်ငံကယင်းနှိမ့်နှံမှုလုပ်ဖို့စစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမင်းအောင်လိုင်ရဲ့ရုရှားခီးစက်မှာသဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့စစ်ကောင်စီကမတ်လ10ရက်နေ့မှာထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ စကောင်းဆောင်ပူးချုံမှုကြီးမြောင်းလိုင်းရဲ့ရုရှားနဲ့ဘီလာရုစ်နိုင်ငံခရီးစဉ်အပြီးတရုတ်နိုင်ငံရဲ့အာရှရေရအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွန်းဟာမြန်မာနိုင်ငံကိုလာရောက်ကာနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေနဲ့တွေ့ဆုံခဲ့ကြောင်းမတ်လ10ရက်နေ့မှာစစ်ကောင်စီကထုတ်ပြန်ပါတယ်မစ္စတာတိတ်ရှိကျွန်းဟာမတ်လ10ရက်မနက်7:00နာရီအချိန်လောက်မှာစစ်ကောင်စီဒုဝန်ကြီးချုပ်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ် အဲ့ဒီတွေ့ဆုံပွဲမှာမြန်မာတရုတ်နယ်စပ်ဒေသတလျှောက်ငင်းကြေးရည်နဲ့တည်ငြိမ်ရေးကိုပုံမမျက်တန်နိုင်ဖို့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စပြည်ရင်းငင်းကြေးရည်နဲ့အမျိုးသားပြန်လည်တင်မြှင့်ရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကဆိုပါတယ်။ဒါအပြင်နယ်စပ်ဒေသမှာရှိနေတဲ့ online လောင်းကစားနဲ့လိမ်လည်မှုကွန်ရက်တွေပူးပေါင်းတိုက်ဖြတ်ရေးကိစ္စတွေကိုလည်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံကူမဲမြို့မှာပြီးခဲ့တဲ့ဖေဖော်ဝါရီ16ရက်နေ့နဲ့18ရက်နေ့ကကျင်းပတဲ့ စစ်ကောင်စီနဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL တို့ရဲ့ဆွေးနွေးပွဲကိုလည်း Mr. တိတ်ရှိကျွန်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။တရုတ်အစိုးရထူးကိုယ်စားလှယ် Mr. တိတ်ရှိကျွန်းဟာစစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့တိုက်ပွဲတွေရပ်ဖို့အတွက်ညှိနှိုင်းဆောင်ရွက်ပေးနေသူတယောက်လည်းဖြစ်ပါတယ်။ပေကရဲနှင့်ဂျွန်လာကလည်းမစ္စတာတိတ်ရှိကျွန်းဟာမြန်မာနိုင်ငံကိုလာရောက်ပြီးစစ်ကောင်စီတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပါသေးတယ်ရှင်။ မြန်မာမျိုးသားဒီမိုကရက်တမအမိတ်တမတော် MNDA နဲ့ညီနောင်မအမိတ်အဖွဲ့တွေအတွက်လက်ရှိကာလကအစမ်းသက်ခံကာလဖြစ်ပြီးညီနောင်မအမိတ်သုံးဖွဲ့အနေနဲ့စီးလုံးညံ့ညွတ်မှုနဲ့နားလည်မှုကိုအခုထပ်ပုံမှုခံမာလာအောင်လှုံ့ဆော်သွားမယ်လို့တရားမျိုးသားလူမျိုးရေးတမတော် TNL နဲ့အာရခတတော် AA တို့ကပြောဆိုပါရယ်မတ်လ17ရက်နေ့ကကျင်းပတဲ့ MNDA ရဲ့36နှစ်မြောက်တမတော်နေ့အခမ်းအနားကိုဂုဏ်ပြုသဝင်လွှာပေးပို့ရမှာဒီလိုထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။ဒါမဲ့ကာလတွေမှာကြုံတွေ့ရမယ့်အခက်အခဲတွေရှိလာပါကညီ ီနောင်ပေသစွာစူးစီးဖြတ်ကျော်သွားမယ်လို့လည်း TNL နဲ့ AA တို့ကပြောဆိုထားပါတယ်။ MND အနေနဲ့အတိုင်းအတာတစ်ခုတည်းစည်ရင်းနိုင်ငံရေးမြန်မာချက်တွေအလုံးစုံအထမြောက်သွားတဲ့နေတူကိုကန့်ဒေတာအခုထပ်ပို့ပြီးတော့အေဂျင့်တာယာစီပင်ဖွံ့ဖြိုးတိုးတက်တဲ့အထိ ကျိုးပန်းအားထုတ်ဖို့ကိုလည်းညီနောင်မမိတ်နှစ်ဖွဲ့ကတိုက်တွန်းထားပါတယ်။ညီနောင်မမိတ်သုံးဖွဲ့အနေနဲ့မရှိအတူရှိအတူညီနောင်တွေဖြစ်တာကြောင့်တစ်ဖွဲ့အခက်ခဲကကျန်းတစ်ဖွဲ့ရဲ့အခက်ခဲဖြစ်တယ်လို့မှတ်ယူပြီးဖြတ်တန်းလာခဲ့တာ15နှစ်ရှိပြီလို့လည်းကွန်ပျူတာဝန်လွန်အတွင်မှာထည့်သွင်းပြောဆိုထားပါတယ်။လက်ရှိကိုကန်ကောင်ဆောင်တွေရဲ့ဥဆောင်အုပ်ချုပ်မှုအောက်မှာကိုကန်အဖွဲ့စည်းကလူလာတဲ့ရွှေရောင်နေရက်တွေပြန်လည်ရောက်လာစေဖို့အတွက်ညီနောင်မမိတ်တွေဖြစ်တဲ့ ANL, TNL တို့ကတွန်းလာအတွင်မှာစုမုံကောင်တောင်းထားပါတယ်ရှင်။ အိန္ဒိယနဲ့မြန်မာနိုင်ငံကြားလွတ်လပ်စွာနှင်းဆက်ဖြန့်ကျော်ခွင့်ကြောင့်စူးကျူးတရားမှုတွေရှိလာနေရလို့အိန္ဒိယနိုင်ငံမီဇရန်ပြည်နယ်ဝန်ကြီးချုပ်လာဒူအောင်မာကပြောပါရယ်မီဇရန်ပြည်နယ်လွှတ်တော်ရဲ့၉ချိန်မြောက်အစည်းအဝေးကျင်းပနေစဉ်မတ်လ၁ရက်နေ့ကအတိုင်းခံပါတီအမတ်တအူရဲ့နှစ်နိုင်ငံလွတ်လပ်စွာသွာလာခွင့် free movement regime fmr အပေါ်အစိုးရရဲ့သဘောထားကိုမေးမြန်းရမှာဝန်ကြီးချုပ်ကဒီလိုဖြေဆိုတာဖြစ်ပါတယ် တွာလခွင်လွတ်လပ်လို့အနေအခါမှာစိုးစိုးတက်ရောက်မှုတွေရှိလာတယ်။မြို့ရစီဝါလက်နက်ခဲယံကအစလူသတ်မှုဖြစ်ရင်လည်းဟိုဘက်ကိုထွက်ပြေးလို့ရတယ်။ပြည်သူတွေအနေနဲ့လက်မခံနိုင်တဲ့အခြေအနေတွေရှိလာတယ်။ဘိုးအစိုးရက FM မှာဖြတ်သိမ်းပြီးဝင်ထွက်သွားလာမှုကန့်သက်တာလည်းလူဝက်ချက်ကြောင့်လောက်တာဖြစ်ပါတယ်လို့ဝန်ကြီးချုပ်ကပြောဆိုပါတယ်။မြန်မာနိုင်ငံကစစ်ပေးဆောင်တွေကိုလက်ခံကူညီရမှာဖြစ်ပေမဲ့နေဆက်မှာလွတ်လပ်စွာသွာလာခွင့်ရှိနေတာကမကောင်းတဲ့ရာဇဝမှုတွေကိုပုံမှုဖြစ်လာစေပြီးဘိုးအစိုးရရဲ့ကန့်သက်လာမှုကအတိုင်းအတာတစ်ခုထိလိုအပ်မှုရှိတယ်လို့ယူဆ ကြောင်ပြောဆိုပါတယ်။အင်္ဂလိပ်ကိုလိုနီလက်အောက်ကနေလွတ်မြောက်ပြီးအိန္ဒိယနဲ့မြန်မာနယ်နိမိတ်ပိုင်းခြားရာမှာလူမျိုးစုတစုတည်းမှာနှစ်နိုင်ငံအတွင်းကြားရောက်ခဲ့မှုအပေါ်သူတို့အချင်းချင်းကြားလွတ်လပ်စွာကုလူဆက်ဆံနိုင်စေဖို့ရည်ရွယ်ကအာနာပါနေက Free Movement Regime FMR ကိုခွင့်ပြုပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုလွတ်လပ်စွာသွားလာခွင့်ကိုအိန္ဒိယဘုအစိုးရက2025ခုနှစ်ဇန်နဝါရီလနေ့ကစတင်ပြီးနယ်စပ်လုံခြုံရေးအာတန်ရိုင်ဖယ်စစ်တပ်ထံမှသွားလာခွင့်လက်မှတ်ဗော်ဒါပတ်စ်လုံဆောင်မှုလိုအပ်ပြီးပြည်내အတွင်း30ကီလိုမီတာအထိသာခွင့်ပြုတော်တာဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်အတွင်းမှာ2024ခုနှစ်အတွင်းဇွန်လကနေဒီဇင်ဘာလအထိနိုင်ငံသားဥယျာဉ်2000ကျော်ဝင်ရောက်ခဲ့ပြီးသူတို့ထက်ကတချို့ကနေဆက်ဖြတ်ကျော်ကချင်းပြည်နယ်တွေကိုဝင်ရောက်ပြီးတင်နှံတွေပေးရခဲ့တဲ့ အပြင်အမေရိကန်တာမတ်ကလည်းပြည်နယ်အစိုးရကိုအသိပေးခြင်းမရှိဘဲနေချင်းပြန်လာရောက်ခဲ့ကြောင်းဝန်ကြီးချုပ်ကလွှတ်တော်ကိုအသိပေးပြောဆိုထားပါတယ်မီဇိုရမ်ပြည်နယ်ကကမ္ဘာလက်ခီးသွားဧည့်သည်တွေမှုတဲ့နိုင်ငံသားတွေရဲ့လမ်းကြောင်းတစ်ခုဖြစ်လာနေပြီးနေဆက်ပြတ်ကျော်မှုတွေလည်းရှိလာနေတာကြောင့်ဘူအစိုးရရဲ့ Protect Area Permit PAP ပြန်လည်ခြံသုံးတဲ့အပေါ်ဒီနယ်အစိုးရအနေနဲ့မလိုလားပဲမဲ့လဲကန့်ကွက်မှုမရှိကြောင်းပြောဆိုပါရယ်။အိန္ဒိယနိုင်ငံသားမဟုတ်တဲ့နိုင်ငံခြားသားတွေကမီဇိုရမ်၊မနီပူ၊နာဂါလန်တွေကိုတွားရောက်ဖို့အတွက်ဘူအစိုးရပြည်ရေးဝန်ကြီးဌာနကိုခွင့်ပြုမိန်တောင်းခံမှု1958ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ PAP ကိုအစိုးရကပြန်လည်ခြံသုံးနေတာဖြစ်ပါရယ်။မက်လ9ရက်နေ့ကလည်းမီဇိုရမ်ပြည်နယ်လေးစိတ်မှာအိန္ဒိယကနေတဆင့်မြန်မာနိုင်ငံအတွင်းကိုတရားမဝင်သွားရောက်ခဲ့တဲ့ဘယ်လ်ဂျီယမ်နိုင်ငံသားသတင်းတောက်တအူကို ကြီးစံ2000နဲ့အတူလေးစိတ်လုံးချုံရည်ကဖန်စီထားပြီးလက်နက်ခဲရံနဲ့နိုင်ငံခြားသားဥပဒေတွေနဲ့တရားစွဲအရေးယူထားတယ်လို့အိန္ဒိယနိုင်ငံထုတ်သတင်းစာတွေမှာရေးသားထားပါတယ်ရှင်။မန္တလေးတိုင်းညင်းကြံခရိုင်တထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုစစ်တွင်းဘိုးကြီးရွာအနီးတက်ခိုက်ခဲ့တာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်25ယောက်တိစုံပြီးတော့14ယောက်အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ PDF အမှတ်၁စစ်ဒေသကမတ်လ17ရက်နေ့မှာထုတ်ပြန်ပါတယ် မတ်လ9ရက်နေ့မှာပခုတ်ကူတမတရတက်လက်အောက်ခံစိမ့်အား200ပါစစ်ကောင်စီစစ်တောင်းကိုကျတွင်ဘူးကြီးရွာအနောက်တောင်ဘက်မှာတော်လရင်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အမှတ်တစစ်ဒေသကဆိုပါတယ်တိုက်ခိုက်မှုအတွက်မှာစက်ကောင်စီတပ်ဖွဲ့ဘက်ကဘူမှုဝင်းလှိုင်ဦးနဲ့ဘူကြီးအောင်ကိုကိုအပါဝင်14ရောက်ဖမ်းဆီးရမိခဲ့ပြီးတော့တနက်44လက်နဲ့ဆက်အသုံးဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့အမှတ်တစစ်ဒေသကအတည်ပြုထားပါတယ် တိုက်ပွဲအတွင်းကနေလက်နက်ခဲယမ်းများစွာကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါရယ်တပ်ဖွဲ့အတွက်မှာစစ်ကောင်စီတပ်ဖွဲ့ဘက်ကလေကြောင်းပစ်ကူအနေနဲ့တရဲဦးကနေတက်လာတဲ့ Jet Fighter နဲ့နှစ်ကြိမ်တိုက်ခိုက်ပြုလုပ်ခဲ့တယ်လို့ဆိုပါရယ်ဒီတိုက်ခိုက်မှုကိုမြင်းချံခရိုင်တပ်ရင်း၄တပ်ရင်း30နထိုးကြီးမြို့နယ်ပကဖနဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကစစ်တွင်းဘိုးကြီးရွာအနောက်တောင်ဘက်မှာမတ်လ9ရက်နေ့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လင်းရင်တပ်ဖွဲ့ဝင်ရဲဘော်၂ယောက်ကြာဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်ရှင် စက်ကောင်စီကဖေဗရူလာကစပြီးတော့ထုတ်ပေးတာကိုရက်ဆိုင်ထားတဲ့ပြပအလုတ်သမားမှတ်ပုံတင်ကတ် OWRC ကတ်ကိုလာမယ့် March လ20ရက်နေ့မှာပြန်ထုတ်ပေးမယ်လို့ March လ17ရက်နေ့ကကြေညာလိုက်ပါတယ်။အလုတ်သမားဝန်ကြီးဌာနကိုရက်စွဲအစံလိုက်တင်ပြထားတဲ့အတီးပြူပြီးအလုတ်ခေါ်စာအရာပြပကိုအလုတ်လုတ်ကင်ဖို့ခွင့်ပြုချက်ရရှိပြီးတဲ့သူတွေကိုစီစဉ်နဲ့တွားရောက်မဲ့သူတွေကို March လ20ရက်နေ့ကစပြီး OWRC ကတ်ပြန်ထုတ်ပေးမယ်လို့ဆိုပါတယ်။ စစ်ကောင်စီကကြိုတင်ကြေညာတာမရှိဘဲဇန်နဝါရီ31ရက်နေ့ကစပြီးတော့ OWIC ကတ်ထုတ်ပြီးတာကိုရပ်ဆိုင်းခဲ့တာပါဒီလိုရဆိုင်ရတာဟာအလုံသမားဝင်ကြီးဌာနအနေနဲ့ပြပထွက်ခွာအလုံလုံသူစီရင်ကိုစီစစ်တာ OWIC ကထုတ်ပေးတဲ့ဆက်ရက် software တွေကိုပြုပြင်တာ OWIC ကထုတ်ပေးရေးစင်တာတွေကိုတနေရာတည်းပေါင်းစီတာအလုံရှင်အလုံသမားစာချုပ်ချုပ်ဆိုတဲ့နေရာကို တစုတစည်းတဲ့ဖြစ်အောင်ပြင်ဆင်ဆောင်ရွက်နေရတာတွေကြောင့်လို့ဆိုထားပါဗျ။ လက်ရှိမှာလည်း OWIC ကပြန်ထုတ်ပေးမယ်လို့ဆိုပေမဲ့စစ်မှုထမ်းစည်ရင်ပါသူတွေကိုစက်ကောင်စီကတေချာစီစစ်မယ်လို့စုံစမ်းသိရှိရပါတယ်။စက်ကောင်စီဟာပြီးခဲ့တဲ့ February ပထမပတ်ကစပြီးတော့စစ်မှုထမ်းအသက်အတွင်းအကျုံးဝင်တဲ့အသက်18နှစ်ကနေ35နှစ်အတွင်းကအမျိုးသားတွေကို OWIC ကထုတ်ပေးတာကိုကန့်သတ်လိုက်ပြီးတော့ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်လည်းမရတော့ဘူးလို့အလောက်ခံရှာဖွေရေးအေဂျင်စီတွေကနေသိရပါတယ်။ စက်ကောင်စီရဲ့အခုထုတ်ပြန်ချက်တဲ့မှာ OWIC ကနဲ့အလုတ်လုတ်ကင်ခွင့်နိုင်ငံကူးလက်မှတ် PJ လက်ဝယ်ရှိနေသူတွေအနေနဲ့လည်းပြည်ပနိုင်ငံတွေကိုထွက်ခွာမယ်ဆိုရင်အလုတ်သမားဝင်ကြီးဌာနစီကို migrantdepartureact.gmail.com ကနေတဆင့်လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့၅ရက်ကြိုတင်လျှောက်ထားကကွန်ပျူတာတောင်းခံဖို့လိုအပ်တယ်လို့လည်းဖော်ပြထားပါတယ်။ ပြပါထွက်ခွာမဲ့သူစည်ရင်ကို Safe Migrant Telegram Channel မှာ March 18ရက်နေ့ကစပြီးတော့ကြေညာမှဖြစ်ပြီးသက်ဆိုင်ရာလေးစိတ်တွေကိုလည်းပေးပို့ထားမှဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ OWIC ကနဲ့ PJ နိုင်ငံကလက်မှတ်လက်ဝဲရှိပေမဲ့စစ်ကောင်စီအလို့သမောင်းဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရပါကပြပါထွက်ခွာခွင့်ရမှာမဟုတ်ပါဘူးရှင်။နောက်ဆုံးရပြည်ရင်းသတင်းတွေကိုနားဆင်ကြကြတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုထုတ်လွှင့်သွားမှာပါရှင်။ တိုင်းပြည်ရဲ့စွမ်းအင်မူဝါဒကိုပြင်ဆင်ပြောင်းလဲပြီးကြောက်ဖြစ်ရုပ်ကျွမ်းလောင်စာတွေကိုအသားပေးအသုံးပြုသွားမှာဖြစ်ကရာသီဥတုဖောက်ပြန်မှုထိန်းချုပ်ရေးကိုဦးစားပေးတော့မှာမဟုတ်ကြောင်းအမေရိကန်စွမ်းအင်ဝန်ကြီးကတနင်္လာနေ့မှာကြေပြုပြောကြားလိုက်ပါတယ်သမရဒေါ်နယ်ထရမ်အာနာပြန်ရလာပြီးကြတဲ့ကအကြီးဆုံးပြုလုပ်ခဲ့တဲ့စွမ်းအင်လုပ်ငန်းဆိုင်ရာခေါင်းဆောင်တွေစုဝေးတဲ့ပွဲမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ရေနံစီမံကိန်းတွေကိုနှောင့်နှေးကြမ်းကြာစေတဲ့ဂျူးနီစနစ်ကိုထရမ်အဆိုရကဖျက်တောက်တော့မှဖြစ်ကြောင်းနဲ့ တန်းငွေတင်ပို့မှုတွေကိုလည်းတိုးမြင့်ပြုလုပ်သွားမှာဖြစ်ကြောင်းဒါဟာအရင်သမရဂျိုးဘိုင်တန်ရဲ့မူဝါဒတွေကနေတိတိတသားပြောင်းလဲသွားတဲ့နမူနာတွေဖြစ်ကြောင်း conference အဖွဲ့နေမှာစွန့်အင်ဝန်ကြီး Chris Bright က Trump အဆိုအရမူဝါဒအပြောင်းလဲတွေကိုကိုးကားပြောကြားသွားခဲ့တာဖြစ်ပါတယ် ျွန်တော်တို့နိုင်ငံသားတွေအပေါ်အဆုံးမသတ်နိုင်တဲ့ဆွလွတ်အနစ်နာခံမှုတွေကိုဖြစ်ပေါ်စေခဲ့တဲ့ဘိုင်ဒန်အစိုးရရဲ့ရုတ်တရက်မှတ်တမ်းနဲ့ဘာသာရေးတပိုင်းမူဝါဒတွေကိုထရမ့်အစိုးရကအဆုံးသတ်တော့မှာဖြစ်ပါတယ်လို့ Cambridge Swine and သုတေသနသင်္ဃဟအဖွဲ့ CER ကနှစ်ပတ်လည် conference ရဲ့လူတွေပြည့်ကျက်နေတဲ့ခန်းမထဲမှာ right ကပြောကြားသွားခဲ့တာပါ ဝါရှင်တန်အင်ပီရိုကိုလွန်ခဲ့တဲ့ခုနှစ်ပတ်ကပြန်ရောက်လာကြတဲ့ကထရမ့်နဲ့သူ့အဖွဲ့ဝင်တွေဟာရှင်ရင်ဆွဲစီးပွားရေးစနစ်တွေကိုအခြေခံကစပြောင်းလဲတဲ့လုပ်ငန်းတွေကိုခေါင်းတွေချာချာလေးမူးနောက်ကုန်တဲ့အထိလိုက်မမှီတဲ့အခြေလန်းတွေနဲ့ပြုလုပ်နေခဲ့ပါတယ်။မဟာမိတ်တွေအပေါ်ကုန်သွယ်ရေးစစ်ပွဲဆင်နှွှဲတာတမရနဲ့သူ့မဟာမိတ်တွေမကြိုက်တဲ့အစိုးရအေဂျင်စီတွေကိုဗလာတသက်ဖြစ်အောင်လုပ်တာတွေကိုလုပ်နေကြတာပါရှင်။ သူရဲ့ social media platform X ကိုတနင်္လာနေ့ကတိုက်ခိုက်ခံရတယ်လို့ Elon Musk ကပြောပါတယ်။နိုင်ငံရေးအရာသဘောထားကွဲပြားမှုတွေများနေလို့ဘီလီယံနာကြီးကိုတိုက်ခိုက်တာလားဒါမှမဟုတ်တချိန်ကဆိုရှယ်မီဒီယာကွန်ရက်ကို၆လက်နိုင်ခဲ့တဲ့ Twitter platform ကဝန်ထမ်းတွေကိုဖြုတ်ပစ်ခဲ့လို့များလားဆိုပြီးဒူလောဒူလောမျိုးကနေထွက်ပေါ်နေပါဗျ X မှာပြဿနာတွေရှိကြောင်းသတင်းတွေတနင်္လာနေ့အစောပိုင်းကထွက်ပေါ်လာပါဗျ အာရှဥရောပမြောက်အမေရိကတိုက်တွေက30နေသူတွေကသူတို့ platform ကိုဝင်လို့မရကြောင်းပြောလာကြပါတယ်လို့ website တွေကိုစောင့်ကြည့်လေ့လာနေတဲ့ down to data ရဲ့အပြောအယာသိရပါတယ် ace ကိုတိုက်ခိုက်တဲ့ cyber တိုက်ခိုက်မှုတွေရှိခဲ့တဲ့အခုထိရှိနေတော့မယ်လို့ mask platform ပေါ်မှာ post တင်ပြောကြားထားပါတယ်ဒီ platform ကတနင်္ဂနွေပြတ်တောင်းပြတ်တောင်းဖြစ်နေပါတယ်လွန်ခဲ့တဲ့ net trump နဲ့ interview တိုက်ရိုက်ထုတ်လွှင့်မှုမပြုလုပ်ခင် ပြုတ်ကျသွားခဲ့တော့ကလည်း SpaceX နဲ့ Tesla ရဲ့ပိုင်ရှင်ကစိုက်ဘာတိုက်ခိုက်မှုကြောင့်ဖြစ်ရကြောင်းအထောက်အထားမရှိ ပြောကြားခဲ့ပါတယ်။ဒီလိုတိုက်ခိုက်တာကသူ့အပေါ်မလုံမုံထားလို့လောက်တာဖြစ်နိုင်ကြောင်း Doge Designer ဆိုတဲ့အကောင့်ပိုင်ရှင်ရဲ့ပြောကြားချက်ကို Musk ကသူ့ရဲ့ post မှာညှာဝေထားပါတယ်။သူကောင်းဆောင်နေတဲ့အစိုးရလုပ်ငန်းများဆွမ်းဆောင်ရရှိရေးဌာန Doge ကိုမကြသေးခင်ကစမ်းချင်စမ်းနာပြသူတွေနဲ့သူ့ရဲ့ Tesla စက်ရုံတွေကိုဝင်ရောက်ဖျက်ဆီးခဲ့တာတွေကိုကြည့်ပြီးသူကဒီလိုပြောကြားတာဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုကကြီးမားပြီးတော့စုပေါင်းချိန်ကိုက်လှုပ်တက်တဲ့အုပ်စုတခုဒါမှမဟုတ်တိုင်းပြည်တခုကလှုပ်တက်တဲ့အလုပ်ဖြစ်တာကြောင့်အရင်မြစ်တွေအများကြီးအသုံးပြုခဲ့ရမှာဖြစ်ကြောင်းမတ်စကခံမှန်းပြောဆိုထားပါတယ်ရှင်။ ခုတစ်ခါသတင်းမားများကိုတိုက်ဖြတ်ခြင်းစီစဉ်ကနေအလှည့်ကြတာကတော့ဖေဖော်ဝါရီလထဲမှာဘလို့သတင်းအမှားတွေပြန့်နှံ့ခဲ့တယ်လဲဆိုတာကိုသုံးသပ်သွားမှာပါဖေဖော်ဝါရီလထဲမှာတော့ဒေါန်ဆန်းစုတီနာမည်ကိုအသုံးချပြီးပြန့်နှံ့ခဲ့တဲ့သတင်းနှစ်ပုံနဲ့အတူတခြားသောစိတ်ဝင်စားစရာသတင်းအမှားတွေပြန့်နှံ့ခဲ့ပါတယ်တော်လင်းနဲ့ဆက်ဆက်တဲ့သတင်းအမှားတွေအဖြစ် KIA နဲ့ DNL ကိုစည်ရေးအရာ NUG ကအရေးယူမယ်ဆိုတဲ့သတင်းအမှားပြန့်နှံ့ခဲ့ပါတယ်ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့အာရခတက်တော် AA ကရိုဟင်ဂျာတွေကိုလူကုန်ကူးတယ်ဆိုတဲ့သတင်းအမှား အင်းအင်းကကျွဲနွားတွေကိုမိုင်းထောင်ပြီးတော့တပ်ဖြတ်စားတောက်နေတယ်ဆိုတဲ့သတင်းအမှားတွေပြန့်နှံ့ခဲ့ပါတယ်။ငွေလိမ်နဲ့ဖြစ်စဉ်အဖြစ် Academy ရုပ်ကမ်ပိန်းနာမည်နဲ့ TikTok Channel အတူအကြောင်းကိုဖော်ထုတ်ခဲ့သလိုသတင်းဟောင်းတွေကိုလိုသလိုပုံဖော်ဖန်တီးပြီးတော့ဘာသာရေးလူမျိုးရေးပြိပက္ခတွေကိုဥတည်စေနိုင်တဲ့သတင်းအမှားတွေကိုဖျက်ဝေနေတဲ့ဆင်မနာအကြောင်းကိုလည်းဖော်ထုတ်ရှင်းသားခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်ကိုစစ်ကောင်စီကလူငင်းချမ်းသာခွင့်ပြုတဲ့သတင်းအမှားနဲ့ ကြံမလှုပ်ပေးရင် NUG ကို American ကလေရင်ထောက်ပံ့မယ်ဆိုတဲ့သတင်းမှားတွေလည်းပြန့်နှံ့ခဲ့ပါတယ်။နိုင်ငံတကာကသတင်းမှားတွေအနေနဲ့ USA က American Sally တွေကိုငွေကြေးထောက်ပံ့ပြီးတော့ Ukraine ကိုလက်ပတ်ခိုင်းတယ်ဆိုတဲ့သတင်းမှားလည်းပြန့်နှံ့ခဲ့ပါတယ်။ဒါအပြင်မျှော်လင့်ချက်အမှားတွေဖြစ်စေနိုင်တဲ့ A2B မြန်မာပြည်ကိုဝင်ရောက်တော့မယ်ဆိုတဲ့သတင်းအမှားနဲ့စကောင်းဆောင်မဲအောင်လှိုင်ကို American ကဒေါ်လာ5သန်းနဲ့ power run ထုတ်မယ်ဆိုတဲ့သတင်းမှားတွေလည်းပြန့်နှံ့ခဲ့ပါတယ်။အချုပ်ပြောရမယ်ဆိုရင်တော့ February လထဲမှာပြန့်နှံ့ခဲ့တဲ့သတင်းတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေပေါ်မူတည်ပြီးတော့ဖြန့်ဝေခဲ့တဲ့သတင်းမှားတွေအများစုပါဝင်နေတာကိုတွေ့ရပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့ February လအတွင်းပြန့်နှံ့ခဲ့တဲ့သတင်းမှားတွေနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးတင်ပြခဲ့တာပဲဖြစ်ပါတယ်။ ခုဆက်လက်ပြီးတော့အပတ်စဉ်ကဏ္ဍတွေကိုထုတ်လွှင့်သွားမှာပါ။ Key to Health ဂျမားအစီအစဉ်ကနားဆင်ကြားမှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့အမျိုးသမီးတွေနဲ့ယာတိဆောင်ဝန်အကြောင်းကာကွယ်ရမယ့်နည်းလမ်းတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်။ မြစီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Key to Health အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့အစီအစဉ်မှာပြောပြပေးမယ့်အကြောင်းအရာတွေကတော့အမျိုးသမီးများလှဆင်ကြုံတွေ့ရတဲ့ရာသီဆိုင်ဝန်နဲ့ပတ်သက်ပြီးပုံမှန်မဟုတ်တဲ့ရာသီဆိုင်ဝန်မမှန်ကန်ခြင်းနဲ့ပတ်သက်လို့တည်ထားတဲ့အခြေခံအကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါရစေ။ရာသီဆိုင်ဝန်မမှန်ကန်ခြင်းကအမျိုးသမီးတွေမှာအဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပါရစေ။ဒါကြောင့်ဒီနေ့ကျမတို့ ာတီဆောင်းအကြောင်းနဲ့ယာတီဆောင်းမမှန်ခြင်းဖြစ်ပေါ်ရတဲ့အကြောင်းရင်းတွင်နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ယောဂါတွေနဲ့အတူယာတီဆောင်းမှန်ကန်အောင်ဘလိုနေထိုင်လှုပ်ဆောင်တင်တယ်လဲအစရှိတဲ့အခန်းကဏ္ဍတွေအလုံးကိုဆက်ဆက်ပြီးကြဲကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဆုံးအပိုင်းမှာဆွေးနွေးပေးသွားမယ့်အကြောင်းအရာကတော့ပုံမှန်ယာတီဆောင်းနဲ့ယာတီဆောင်းမမှန်ခြင်းတို့ရဲ့ဆက်ဆက်အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် ရာသီဆောင်းဆိုတာကအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်အတွင်းဟော်မုန်းတွေပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့သဘာဝဖြစ်စဉ်တစ်ခုဖြစ်ကတည်နေရန်တွေပြောင်းလဲကမျိုးအောင်နိုင်စေဖို့ပြင်ဆင်ပေးတဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။အမျိုးသမီးတွေအတွက်ရာသီဆောင်းကပုံမှန်အဖြစ်28ရက်ကနေ35ရက်အထိကြာတတ်ပြီးရာသီလာလာကတော့3ရက်ကနေ9ရက်အထိကြာတတ်ပါတယ်။အမျိုးသမီးတိုင်းကြုံတွေ့ရတဲ့ရာသီဆောင်းကိုအတိတ်ကအဆင့်၄ဆင့်ခွဲခြားနိုင်ပါတယ်။ရာသီလာခြင်းအဆင့် တရင်နေရံတွေပြိုကျပြီးသွေးနဲ့အတူပြင်ပကွန်ဆွန့်ထုတ်ခြင်းအဆင့်ဖြစ်ပါတယ်ဒီဆက်က3ရက်ကနေ9ရက်အထိကြာတတ်ပါတယ်ဖော်လီကူအဆင့်တောင်အင်ကနေမမျိုးဥတွေရင့်မဲ့လာတဲ့အဆင့်ဖြစ်ပြီးဒီဆက်9ရာသီဆောင်းရဲ့ပထမပိုင်းကစတင်ပြီး14ရက်ကြာတတ်ပါတယ်တောင်ကျွေးခြင်းအဆင့်ရင်မဲ့လာတဲ့မာမျိုးဦးကတအုပ်အိမ်ကနေထွက်လာပြီးတအိမ်ပြုံကိုရွေးရှားသွားတဲ့အစဉ်ဖြစ်ကဒီအစဉ်ကတော့ရာတီဆောင်ရဲ့၁၄ရက်မြောက်နေ့မှာဖြစ်ပေါ်တတ်ပါတယ်။ဒုတိယအစဉ် တောက်ကြွေပြည်တဲ့နောက်ပြတ်ပေါ်လာတဲ့အဆင့်မှာတိုင်းနေရံတွေထုထဲလာကမျိုးအောင်နိုင်စေဖို့ပြင်ဆင်ပေးတဲ့အဆင့်ဖြစ်ပါတယ်။ဒီဆင့်က၁၄ရက်လောက်ကြာတဲ့ပြီးမျိုးမအောင်မကရာသီလာခြင်းဖြစ်စဉ်နဲ့ပြန်လည်စတင်တာပါ။ရာသီဆောင်းမမှန်ကန်ခြင်းရာသီဆောင်မမှန်ကန်ခြင်းဆိုတာကရာသီလာတဲ့ကာလပုံမှန်မဖြစ်တာတခုလည်းမဟုတ်ပဲသွေးဆင်းများတာဒါမှမဟုတ်နေတာရာသီလာစဉ်နာကျင်ကြိုက်ခဲမှုတွေဖြစ်တာစားတဲ့ပြဿနာတွေကိုခေါ်ဆိုတာဖြစ်ပါတယ် ဓာတိဆောင်းမမှန်ကန်ခြင်းကနံပါတ်1အနေနဲ့ဟော်မုန်းမညီမျှခြင်းဟော်မုန်းတွေမညီမျှခြင်းကယာတိဆောင်းကိုမမှန်စေတဲ့အကြောင်းရင်းတစ်ခုပါဥပမာ thyroid ဟော်မုန်းမညီမျှခြင်း prolactin ဟော်မုန်းများခြင်းစတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်ပြီးဒုတိယအချက်ကတော့စိတ်ဖိစီးမှုကြောင့်ဖြစ်ပါတယ်စိတ်ဖိစီးမှုကြောင့်ဟော်မုန်းတွေမညီမျှစေပြီးယာတိဆောင်းကိုထိခိုက်နိုင်ပါတယ်တတိယအချက်ကိုယ်လေးချိန်ပြောင်းလဲမှု ကိုလေးကျင့်အလွန်တိုးလာတာဒါမှမဟုတ်ရော့ကြတာကနာတီဆောင်မမှန်ခြင်းကိုဖြစ်ပေါ်နိုင်ပါတယ်။နံပါတ်၄အချက်ကျန်းမာရေးပြဿနာများ PCOS Polycystic Ovary Syndrome တအိမ်မှာအလုံးတဲခြင်းတအိမ်နဲ့ရန်ထူခြင်းစားတဲ့ကျန်းမာရေးပြဿနာတွေကြောင့်လည်းရာသီဆောင်မမှန်ခြင်းကိုဖြစ်ပေါ်နိုင်ပြီးနံပါတ်၅အချက်ဆေးဝါးတွေတားဆီးတွေစီးရိုက်ဆီးတွေတောက်သုံးခြင်းကြောင့်လည်းရာသီဆောင်မမှန်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ရာသီဆောင်မမှန်ခြင်းရဲ့လက္ခဏာများ ဓာတိလာခြင်းမမှန်ကန်ခြင်းအချိန်ဆခြင်းနောက်ကျခြင်းဓာတိသွေးအလွန်နေခြင်းဒါမှမဟုတ်အလွန်များခြင်းဓာတိလာခြင်းပြင်းထန်တဲ့နာကျင်ကြိုက်ခဲမှုများဓာတိမလာခြင်းစိတ်အပြောင်းလဲများခြင်းကောင်းကြိုက်ခြင်းဗိုက်အောင်ခြင်းစတဲ့လက္ခဏာတွေကိုခံစားခြင်းတို့ဖြစ်ပါတယ်။ဘယ်ချိန်မှဆရာဝန်နဲ့ပြတဲ့တယ်လဲဓာတိဆောင်းမမှန်ခြင်းက၃လထပ်ပိုပြီးကြာနေရင်ဓာတိသွေးအလွန်များခြင်းဒါမှမဟုတ်နာကျင်မှုပြင်းထန်လာလျင် ကိုဝင်ဆောင်မှုစူးစမ်းနေပေမဲ့ရာသီဆိုင်မမှန်ကန်ခြင်းကြောင့်မအောင်မြင်လျင်ကျွမ်းကျင်ဆရာဝန်နဲ့ဆွေးနွေးပြတာတင်ပါတယ်။ရာသီဆိုင်မမှန်ခြင်းကအမျိုးသမီးတွေမှာအပြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပြီးစောစီးစွာကုသမှုခံယူပါကပြဿနာတွေကိုရော့ပါစေနိုင်မှာပါ။နောက်ထပ်အပိုင်းမှာတော့ရာသီဆဝန်မမှန်ခြင်းကြောင့်ဖြစ်ပေါ်နိုင်တဲ့ယောဂါတွေနဲ့ရာသီဆဝန်မှန်ကန်အောင်ဘလို့နေထိုင်ဆောင်ရွက်တင်တယ်လဲဆိုတာတွေနဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ရာသီဆဝန်မမှန်ကန်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ယောဂါတွေကတော့ Polycystic Ovary Syndrome PCOS PCOS ကအမျိုးသမီးတွေမှာအဖြစ်များတဲ့ဟော်မုန်းမညင်များမှုပြဿနာတစ်ခုဖြစ်ပြီးလက္ခဏာတွေကတော့ရာသီဆံဝန်းမမှန်ခြင်းမျိုးဥအိမ်ကအရေးအိတ်တွေဖြစ်ပေါ်ခြင်းဝက်ချံထွက်ခြင်းအမွှေးမြင့်တွေပုံမပေါက်ခြင်းကိုယ်လေးချိန်တိုးလာခြင်းဆိုးကျိုးတွေကတော့မျိုးအောင်နိုင်စွမ်းကျဆင်းပြီးစီးကျိုးရောဂါနှလုံးရောဂါစတဲ့နာတာရှည်ရောဂါတွေဖြစ်နိုင်ခြင်းမြင်မာနိုင်ပါတယ်။ Endometriosis အန်ဒိုမီထရီအိုတစ်ကတဲ့အိမ်နံရံအသားတွေတဲ့အိမ်ပြင်ပမှာပေါက်ရောက်ခြင်းဖြစ်ပြီးလက္ခဏာတွေကတော့ယာတီလာစဉ်ပြင်းထန်တဲ့နာကျင်ကြိုက်ခဲမှုများယာတီဆောင်းမမှန်ခြင်းလိမ့်ဆက်ဆန်စင်နာကျင်ခြင်းတို့ဖြစ်ပြီးဆိုးကျိုးတွေကတော့မျိုးအောင်နိုင်စွမ်းကြာဆင်းခြင်းနာတာရှည်နာကျင်ကြိုက်ခဲမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ Thyroid disorder Thyroid hormone မညီမျှခြင်းကယာတီဆောင်းကိုမမှန်စေနိုင်ပြီးလက္ခဏာတွေကတော့ယာတီဆောင်းမမှန်ခြင်းကိုယ်အလေးချိန်ပြောင်းလဲခြင်း ပင်ပန်းနှွမ်းနဲ့ခြင်းစိတ်အပြောင်းလဲများခြင်းစိုးကျိုးတွေကတော့နှလုံးရောဂါစိတ်ကြယောဂါစားတဲ့ပြဿနာဖြစ်နိုင်ခြေကိုမြင်မာစေပါတယ် Utrine Fibros တဲ့အိမ်မှာအလုံးတဲခြင်းကယာတိဆောင်းကိုမမှန်စေနိုင်တာကြောင့်ဖြစ်ပြီးလက္ခဏာတွေကတော့ယာတိသွေးအလွန်များခြင်းယာတိလာစဉ်နာကျင်ကြိုက်ခဲမှုတွေဖြစ်ခြင်းစီးသွားရမှာပြဿနာတွေဖြစ်ခြင်းတို့ဖြစ်ကစိုးကျိုးတွေကတော့မျိုးအောင်နိုင်စွမ်းကြာဆင်းပြီးသွေးအားနည်းရောဂါဖြစ်နိုင်ခြေမြင့်တက်စေပါတယ် တာအုပ်အိမ်အလုံးမလုံးချင်းကတော့အသက်40မတိုင်မီတာအုပ်အိမ်တွေလှုပ်ဆောင်မှုရပ်တန့်သွားတာဖြစ်ပြီးလက္ခဏာတွေကတော့ယာတိဆံဝန်းမမှန်ခြင်းဒါမှမဟုတ်ယာတိလာခြင်းရပ်တန့်သွားခြင်းမြို့အောင်နိုင်စွမ်းကြဆင်းခြင်းစိတ်ပြောင်းလဲများခြင်းညဘက်ချွေးထွက်များခြင်းစိုးကျိုးတွေကတော့မြို့အောင်နိုင်စွမ်းဆုံးရှုံးပြီးအယိုးပွားရောဂါဖြစ်နိုင်ခြင်းမြင်မာပါတယ်ပရိုလက်တင်ဟော်မုန်းများခြင်းကယာတိဆံဝန်းမမှန်စေနိုင်တာကြောင့်ဖြစ်ပြီးလက္ခဏာတွေကတော့ယာတိဆံဝန်းမမှန်ခြင်းသို့မဟုတ်ယာတိလာခြင်းရပ်တန့်သွားခြင်း နိုးထွက်ခြင်းခလေးမမွေးဖွာမှုတဲ့အမျိုးသမီးတွေမှာပါဖြစ်ပေါ်နိုင်ပြီးစိုးကျိုးတွေကတော့မျိုးအောင်နိုင်စွမ်းကြာစင်ကစိတ်ကြယောဂဖြစ်နိုင်ခြင်းမြင်မာပါတယ်။သွေးအားနည်းယောဂရာသီသွေးအလွန်များခြင်းကြောင့်သွေးအားနည်းယောဂဖြစ်နိုင်ပြီးလက္ခဏာတွေကတော့မောပန်းလွယ်ခြင်းအာနယ်ခြင်းအသားရည်ဖြူပတ်ဖြူရော့ဖြစ်ခြင်းကောင်းမှုခြင်းမူးဝေခြင်းစိုးကျိုးအနေနဲ့ကတော့နာတာရှည်ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြင်းများပါတယ်။စီးကျူယောဂရာသီစံအုပ်မမှန်ခြင်းကလည်းစီးကျူယောဂနဲ့ဆက်စပ်နေနိုင်ပါတယ်။ လက္ခဏာတွေကတော့ရာသီဆံဝန်မမှန်ခြင်းနဲ့စီးကျုပ်ရောဂါရဲ့လက္ခဏာတွေဖြစ်တဲ့ရင်ငတ်ခြင်းစီးမြခြင်းတို့ဖြစ်ကောင်းဆိုးကျိုးတွေအနေနဲ့နှလုံးရောဂါကြောက်ကပ်ရောဂါစတဲ့နာတာရှည်ရောဂါတွေဖြစ်နိုင်ခြင်းမြင်ပါပါတယ်။စိတ်ကြရောဂါနဲ့စိတ်ဖိစီးမှုရာသီဆံဝန်မမှန်ခြင်းကစိတ်ကြရောဂါနဲ့စိတ်ဖိစီးမှုကိုဖြစ်စေနိုင်ပါတယ်။လက္ခဏာတွေကတော့စိတ်တက်ကြခြင်းစိတ်ဖိစီးမှုများခြင်းအိပ်မပျော်ခြင်းပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်ကောင်းဆိုးကျိုးအနေနဲ့နာတာရှည်စိတ်ကြမ်းမာရေးပြဿနာတွေဖြစ်နိုင်ခြင်းမြင်ပါပါတယ်။ နာဒီဆောင်မမှန်ခြင်းကပေါ်ဆတဲ့နဲ့အခြေအနေမဟုတ်ပဲနောက်ဆက်တွဲကျမ်းမာရေးပြဿနာတွေဖြစ်စေနိုင်တာကြောင့်စောစင်းစွာဆရာဝန်နဲ့ပြတာကကုသမှုခံယူတင်ပါတယ်နာဒီဆောင်မမှန်ခြင်းကကုသရမှာအကြောင်းရင်းမော်မှုတည်ပြီးကုသမှုတွေလည်းကွဲပြားနိုင်ပါတယ်ဥပမာဟော်မုန်းကုထုံးဆေးဝါးများလူနေမှုပုံစံပြောင်းလဲခြင်းစားတဲ့ကုသမှုတွေပြုလုပ်နိုင်ပါတယ်ရာသီဆောင်မမှန်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တဲ့ဝေဒနာတွေများတာကြောင့်မဖြစ်ခင်မှာကြိုတင်ကာကွယ်သင့်ပါတယ် ဒါဒီဆောင်ဝမှန်ကန်စီဖို့အတွက်ကျမရင်းနဲ့ညှိညွတ်တဲ့အစာအစာတွေစားသုံးခြင်း၊တတိတွေဟင်းသီးဟင်းရွက်တွေ၊ပရိုတင်းဓာတ်တွေ ပါဝင်တဲ့အစာအစာတွေကိုစားသုံးပါ။တန်တက်မက်ဂနီဆီယမ်၊ဗီတာမင် B ကျွဲဝတဲ့အစာအစာတွေကိုစားသုံးပါ။ဒါကြောင့်အဆီများတဲ့အစာအစာတွေကိုလျှော့ပြီးတော့စားသုံးပါ။ကိုယ်လေးချိန်ထိမ့်သိမ့်ခြင်း၊ပုံမှန်ကိုယ်အလေးချိန်ကိုထိမ့်သိမ့်မှအဝလွန်ခြင်းသို့မဟုတ်ပိန်လွန်ခြင်းကရာသီဆောင်ဝမှန်ကန်မှုဖြစ်ပေါ်စေနိုင်ပါ रे ။လေးချိန်ကန်ပုံမှန်လုပ်ခြင်းပုံမှန်လေးကျင်ကလောက်ပါရ ောဂါလမ်းလျှောက်ခြင်းရေကူးခြင်းစားတဲ့လေ့ကျင့်ခန်းတွေကို ပြုလုပ်ပါစိတ်ပိစီမှုလျှော့ချခြင်းစိတ်ပိစီမှုကိုထိန်းချုပ်ပါတရားထိုင်ခြင်းအသက်ရှူလေ့ကျင့်ခန်းတွေကိုလည်းပြုလုပ်ပါအရေးဝအောင်အိပ်ခြင်းတညကို9နာရီကနေ10နာရီထိအိပ်ဆက်ပါအရေးဝခြင်းကဟော်မုန်းမျှတမှုကိုထိန်းသိမ်းပေးပါတယ်ဆေးလိပ်အရတောက်သုံးခြင်းကိုရှောင်ခြင်းပါဆေးလိပ်အရအလွန်ကျွန်းတောက်သုံးခြင်းကဟော်မုန်းမျှတမှုကိုထိခိုက်စေနိုင်ပါတယ်ဟော်မုန်းမျှတမှုကိုထိန်းသိမ်းခြင်း ဟော်မုန်းမြတ်မှုအတွက်ဆရာဝန်နဲ့တိုင်မန်မှာဒါစိတ်တောက်တုံးခြင်းနဲ့ဟော်မုန်းမြတ်မှုကိုထိမ့်သိမ်းနိုင်ပါတယ်။ရေများများတောက်ခြင်းတနည်းကိုအ ਨੇ ဆုံးရေရှိခွက်တောက်တုံးမှာရေရက်ပြေဝခြင်းကခန္ဓာကိုယ်လုံးဆောင်မှုကိုမှတ်ကန်စေနိုင်ပါတယ်။အခုတစ်ပတ်မှာပြောပြပေးခဲ့တဲ့နိလန့်တွေကိုလိုက်နာခြင်းနဲ့ရာသီဆုံးကိုမှန်ကန်စေပြီးကျမရေးကိုထိမ့်သိမ့်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်ရှင်။ နောက်တစ်ပတ်မှလည်းကျမတို့ K2L အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျမကြီးနဲ့ဘူဒ္ဓရစီမဲ့အကြောင်းအရာတွေအလားပါနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရရှင်။ဒီတစ်ပတ်အစီအစဉ်ရဲ့အချက်အလက်တွေကိုတော့ Better Health Channel, Science Credit, The Women Organization, National Institute of Health နဲ့ WebMD တို့ကနေထုတ်လွှင့်ဖော်ပြသွားခဲ့တာဖြစ်ပါရရှင်။ ။မြစီမရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မနက်၈နာရီကနေ၈နာရီခွဲအထိ108 FM Facebook Page မြစီမ News in Bamix Facebook Page နဲ့မြစီမ108 FM Podcast Store မှာနားဆင်နိုင်ပါပြီ။ thank you